ကိုင်းတိုင်းရဲ့မြို့တော်မုံရွာမြို့ခြေဆိုင်စေအုပ်စုရဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခါကိုမနေ့ကညပိုင်းကတရက်ခေါ်မှမှ short တိုက်တုံးတုံးလုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရမှာအောင်မြင်စွာကြာရောက်ပေါက်ကွဲခဲ့တယ်လို့ Brave Warriors ဖော်မြမှာ BW1 အဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။ဇွန်လ14ရက်နေ့ည7:00နာရီကျော်အချိန်ခန့်က BW1 ရဲ့40ခုမြောက် mission ဖြစ်နာမခါကို short တိုက်တုံးလုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီးထိခိုက်မှုအသေးစိတ်ကိုတော့မသိရသေးဘူးလို့ဆိုပါတယ်။အဲ့ဒီတိုက်ခိုက်မှုကိုတော့ ဗီဒူဘန်ဖွဲ့ရဲ့ဥဆောင်မှုနဲ့အတူရှဲရုံမုံရွာဖွဲ့ရှီရီဂန်မဟာမိတ်တရင်နဲ့ Justice Brother Post ဖွဲ့တို့ပူးပေါင်းလှုပ်ဆောင်ခဲ့တာလို့ဗီဒူဘန်ကဖော်ပြပါဗျ။မုံရွာခြေဆိုင်နာမခါဟာစကိုင်းတိုင်းမကွေးတိုင်းမြောက်ပိုင်းနဲ့ချင်းပြည်နယ်တို့မှာရှိတဲ့စစ်အုပ်စုတရင်တပ်ဖွဲ့တွေကိုအဓိကအမိန်ပေးကုတ်ကဲနေတဲ့စစ်ဌာနချုပ်ဖြစ်တယ်လို့အဲ့ဒီဒေတာအတွက်မှာထင်းတိုင်းရဲ့လူသက်လူရဲ့မိရှုအကြမ်းဖက်နေလို့အခုလိုတိုက်ခိုက်တာလို့လည်းဆိုပါတယ်။ပြီးခဲ့တဲ့မလ25ရက်ကလည်း BW နဲ့အတူနေမီကန်တော်လိုင်းတပ်ဖွဲ့တွေဖြစ်တဲ့ရန်ကြီးအောင်တပ်ဖွဲ့ ဗုဒ္ဓလင်ရွေလျားစစ်ကြောင်း BNT ဖွဲ့ဒေတာကန်ပကဖာရှေရိကန်မဟာမိတ်တရဲ Justice Brother Force တို့ပူးပေါင်းကနာမခတ်ကိုရှော့တိုက်တုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။အဲ့ဒီတိုက်ခိုက်မှုအပြီးမလ29ကစလို့စေုပ်စုကနာမခတ်ပက်လေမုံရွာနဲ့ဗုဒ္ဓလင်မြို့နယ်ရဲ့ရွာစဲပတ်မွေစစ်ကြောင်းထိုးကဖောက်ထွင်းလူရဲ့အကြမ်းဖက်နေပြီးဇွန်လ14ရက်နေ့ထိစစ်ကြောင်းထိုးနေစေဖြစ်တယ်လို့ဒေတာကန်တွေကပြောပါတယ်။စေုပ်စုဟာမုံရွာနဲ့ဗုဒ္ဓလင်မြို့နယ်ခြေရွာတချို့ကပြည်သူတချို့ကိုတရားခံလူသားတိုင်းအဖြစ်ဖမ်းဆီးတာ နေအိမ်တွေဖောက်ထွင်းလူရက်တာလမ်းဝတက်ပြီးခီးသွားတွေကိုလက်နဲ့ပြမိုက်ကြီးခွဲဖမ်းဆီးငွေညစ်တာတွေလုပ်နေတယ်လို့လဲဆိုပါတယ်။စေအုပ်စုရန်ကြောင်းမုံရွာနဲ့ဘုဒ္ဓလင်နဲ့နာမခအနီးတစ်ဝိုက်ကြီးရွာတွေဖြစ်တဲ့ကျွဲတဲတမတော်တောင်ပလူကြီးပဒုံရွာ ခိုတန်ဖန်ခါချင်းဇီတော်မယိုတော်တစ်စိမ့်ပင် မြို့ပေါ်နဲ့ထဏောင်းကုန်စားတဲ့ရွာတွေကထောင်ထဲချီတဲ့ပြည်သူတွေအိမ်မမနေရဲပဲထွက်ပြေးနေကြပြီးစစ်ကြောင်းဝင်လာချင်းရွာကိုစုံပြီးပြေးလိုက် စစ်ကြောင်းပြန်လဲသွားရင်ရွာထဲပြန်ဝင်ဖို့ကြိုးစားရင်ပြေးလိုက်ဝင်လိုက်နဲ့ဒုက္ခများနေရတယ်လို့လည်းဒေသခံတွေကပြောပါတယ်။ဒီတစ်ခါစီရီယံဥပဒေဟာအတိပေါက်ချင်းချောက်မှုလို့စစ်ကောင်စီတုံ့ပြန်လာတဲ့သတင်းကိုဆက်ပြီးဖော်ပြပေးပါမယ်။ပြောင်းစုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကထုတ်ပြန်ကြေညာလိုက်တဲ့အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုဆိုင်ရာနိုင်ငံဝန်ထမ်းဥပဒေကအတိပေါက်နဲ့ချင်းချောက်မှုသာဖြစ်တယ်လို့အာဏာသိမ်းစစ်ကောင်စီဝါဒဖြန့်သတင်းစာများမှာဖော်ပြထားပါတယ်။ဇွန်လ23ရက်နေ့က CRPH ပြဋ္ဌာန်းလိုက်တဲ့ဥပဒေမှာအကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု စီးရီးယားမှာပါဝင်ခဲ့တဲ့နိုင်ငံဝင်နှံတွေကိုဂုံပြုပံပိုးရန်နဲ့စီးရီးယားမှာမပါဝင်တဲ့ဝင်နှံတွေကိုဌာနဆိုင်ရာအပြစ်ပေးအရေးယူခြင်းနဲ့တီးဆဲဥပဒေအရတရားစွဲဆိုခြင်းများပြုလုပ်နိုင်ဖို့ဖော်ပြထားပါတယ်။စစ်ကောင်စီလက်ထက်နိုင်ငံဝင်နှံတွေကိုယာတုတိုးမြင့်ခြင်းအတိတ်ခန့်အပ်ခြင်းနဲ့စာမေးပွဲရလဒ်များအားပေးဖြတ်ခြင်းတို့အပြင်စစ်ကောင်စီကပေးအပ်တဲ့ဂုံတုဆောင်ပွဲတစ်စိမ်များနဲ့ချီးမြှင့်ဝင်များအားလည်းပြန်လည်ပေးအပ်ရမှာဖြစ်တယ်လို့လည်းဥပဒေမှာဖော်ပြထားပါတယ်။ထို့သောတာဝန်ထမ်းဆောင်နေတဲ့နိုင်ငံဝင်နှံများအားတရားစွဲဆိုရန်ပြုလုပ်ခြင်းက ပြည်ပြည့်အုပ်စုတစုရဲ့နိုင်ငံဝန်ထမ်းများအပေါ်နီလန်းတစ်ခုနဲ့ချင်းချောက်ချင်းဖြစ်ပြီး၎င်းတို့ကြားဖြည့်ရှင်းများတဲ့ပြဿနာများနဲ့တပုတ်အူလိုက်နေတဲ့အဖွဲ့မှဂရောင်ကရန်းထလုပ်တဲ့လောက်ရဲ့လို့လဲစစ်ကောင်စီကဆိုထားပါဗျ။ CRPH ရဲ့ဥပဒေမှာစစ်တပ်အာဏာသိမ်းတဲ့2020ခုနှစ်ဖေဖော်ဝါရီလတရက်မှာ ABLA 30ရက်အတွင်းအကြမ်းမဖက်အာဏာဖီဆိုင်ရေးလှုပ်ရှားမှုမှာပါဝင်သူတွေကိုစီရီယာနိုင်ငံဝန်ထမ်းဖြစ်သတ်မှတ်ပြီးနောက်ပိုင်းမှာဝင်ရောက်လာသူတွေကိုတော့ခိုင်လုံသောအကြောင်းပြချက်တင်ပြနိုင်မှသာစီရီယာဖြစ်သတ်မှတ်ရန်ဖော်ပြထားတာဖြစ်ပါတယ်။ထို့ပြင်စီရီယာများအားဂုံပြူချီးမြှင့်ခြင်းနဲ့ ထောက်ပံ့ခြင်းဆိုင်ရာအသုံးစရာအသီးခြားသတ်မှတ်ထားဖို့စီရီယံလှုပ်ရှားမှုဆိုင်ရာသမိုင်းဖြည့်တွေကိုပြည်ယာရေးတင်ယုံညွန်းနှံများမှာထည့်သွင်းပြထန်းရတဲ့စီရီယံနေ့တစ်ခုသတ်မှတ်ခါအများပြည်သူရုံးပိတ်ရက်ဖြစ်သတ်မှတ်ရန်တို့လည်းထည့်သွင်းပြထန်းထားတာဖြစ်ပါတယ်တောင်ငူလိပ်တော်လမ်းမှာတိုက်ပွဲဖြစ်ပွားနေတဲ့အကြောင်းကိုလည်းဆက်ပြီးပြောပါမယ်။ပဲခူးတိုင်းနဲ့ကီးပြည်နယ်ကိုဆက်သွယ်ထားတဲ့တောင်ငူလိပ်တော်လမ်းမှာစစ်ကောင်စီနဲ့တော်လိုင်းရဲပူးပေါင်းတပ်တွေကြားတိုက်ပွဲဖြစ်ပွားနေတယ်လို့တောင်ငူခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တရင်305နဲ့တက်ခွဲ့နဲ့တာဝန်ရှိသူထံကသိရပါတယ်။ရာတို့ဒေသတို့တောင်ကိုလေးတို့လမ်းကြောင်းအတိုင်းစစ်ကြောင်းထိုးထားတဲ့စစ်ကောင်စီတပ်သားတွေကိုဇွန်လ13ရက်နေ့ရေမန်နီဇွန်လ14ရက်မှာကရင်မျိုးသားလူမျိုးရေးတပ်မတော် KNL လောက်ခံကဲနီကြဒေသကာကွယ်ရေးဖွဲ့နဲ့တောင်ကိုခရိုင်ပြည်သူကာကွယ်ရေးတပ်ဖွဲ့တရင်305နဲ့တက်ခွဲ့တက်ခွဲ့နှစ်တို့ကတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။တိုက်ပွဲဖြစ်ပွားရာဒေသမှာတောင်ကိုလေးတို့လမ်းပေါ်တောင်ကိုမြို့နယ်ထိုးဝါချောင်းကြီးွာနဲ့ထုံးပိုကြီးကြီးွာအနီးတစ်ဝိုက်တို့မှာဖြစ်တယ်လို့ဆိုပါတယ်။ လိတ်တူလမ်းကြောင်းမှာရှိတဲ့ထုံးပူကြီးစခန်းကြောက်လုံးကြီးစခန်းတို့မှာတွာလာနေပြီးအနီးအနားရွာတွေကိုပတ်မွေကတံမိုးရှိတဲ့ပစ္စည်းတွေယူနေအိမ်တွေမှာစခန်းချတာတွေကိုအဟန့်တားလုပ်တာပါလို့တောင်ကခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပြန်ကြားရေးကပြောဆိုထားတာဖြစ်ပါတယ်။အဆိုပါနေရတာတိုက်ခိုက်မှုအတွင်းမှာစစ်ကောင်စီဘက်ကထိခိုက်မှုရှိနိုင်တယ်လို့အတိအကျမသိရသေးဘူးလို့လည်းဆိုပါတယ်။တိုက်ခိုက်ခံရပြီးမှစစ်ကောင်စီတပ်စခန်းများမှာလက်နက်ကြီးများနဲ့ပစ်ခတ်ခြင်းရှိပြီးလက်ရှိမှာအဆိုပါစစ်ကြောင်းမှာရာတို့ဒေသဘက်ကိုတွားရန်ဦးတည်နေတယ်လို့လည်းဆိုပါတယ်။စစ်ကောင်စီရဲ့အဆိုပါစစ်ကြောင်းက မေလာကုံပိုင်းမှာဆာလို့ရေတာရှိမျိုးနယ်ဘက်မှတဆင့်လိတ်တူမျိုးနယ်ခွဲဘက်သို့ထုံးမိုကြီးခရိုင်ချင်းဆက်လိုင်းတိုင်းစစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး၎င်းတို့စစ်ကြောင်းထိုးစဉ်ကာလအတွင်းမှာအရက်သားတွေကိုဖမ်းဆီးနှိပ်စက်ခြင်းတို့ပြုလုပ်နေတာဖြစ်တယ်လို့လည်းသိရပါဗျ။တောင်ကူလိတ်တူလမ်းကြောင်းအားအသုံးပြုပြီးစစ်ကောင်စီကစစ်ကြောင်းထိုးခြင်းအင်အားနဲ့ရိခါဖြည့်ခြင်းတို့ကိုလုပ်နေတာကြောင့်အဆိုပါလမ်းကြောင်းပေါ်မှာတိုက်ပွဲများမကြာခဏဖြစ်ပွားနေတယ်လို့လည်းတရင်ရင်းမြများရဲ့ပြောကြားချက်များအရသိရပါဗျ။ American Freedom နဲ့ ြင်သစ်စစ်အခြေစိုက်စခန်းတွေကိုတိုက်ခိုက်မယ်လို့အီရန်ချင်းချောက်လာတဲ့သတင်းကိုဖော်ပြပေးပါမယ်။အစ္စရေးကိုလက်တော့ပြန်တိုက်ခိုက်တဲ့အီရန်ရဲ့ဒုံးကျည်များတဲ့ drone တွေကို၎င်းတို့ရဲ့စစ်အခြေစိုက်စခန်းနဲ့တပ်မတော်များမှကူညီပစ်ချပေးနေတာကြောင့် American Britain နဲ့ပြင်သစ်တို့အားအီရန်ကသတိပေးလိုက်ခြင်းကဒီအီရန်ရဲ့နျူကလ িয়ার စီစဉ်တဲ့ပတ်သက်၍သွေးထွက်တန်ရုပ်စစ်ပွဲကပိုမိုကျယ်ပြန့်လာတဲ့ပွဲရှိနေပါတယ်။ American ကအစ္စရေးကိုခုခံကာကွယ်ပေးမယ်လို့ Donald Trump ကပြောကြားခဲ့ပြီး American တပ်ဖွဲ့တွေဟာ အီရန်ဒရုန်းများနဲ့ဒုံးကျည်များကိုကူညီဖြစ်ချပေးခဲ့တယ်လို့သတင်းများမှာအမေရိကန်ရာရှိများကိုကိုးကားဖော်ပြထားပါတယ်။အီရန်ရဲ့လက်စားချေမှုတွေကိုပြင်သစ်အစိုးရကအစ္စရေးအခုခံကာကွယ်ပေးမှဖြစ်တဲ့အကြောင်းတောက်ကြနေမှာပြင်သစ်သမ္မတမက်ခရွန်ကပြောကြားထားပါတယ်။ဗီဒင်ဝန်ကြီးချုပ်စတာမာကတော့တင်းမာမှုလျှော့ချရန်လိုအပ်ကြောင်းအလေးပေးပြောကြားခဲ့ပြီးဗီဒင်တပ်ဖွဲ့များကအစ္စရေးကိုစီးရဲအကူအညီတစုံတရာမပေးခဲ့ကြောင်းလည်းပြောကြားထားပါတယ်။အစ္စရေးကိုကာကွယ်ရေးအတွက်အနောက်နိုင်ငံများရဲ့ပန်ပိုးကူညီမှုကိုဟန်တားဖို့အီရန်ကစူးစမ်းနေပြီး အစ္စရေးသို့ပြေလွတ်တဲ့ဒုံးမြန်မြန်တဲ့ဒရုန်းများစုကပြစ်မှတ်သို့မရောက်ရှိမိမှာပဲဂျားဖြတ်ဟန်တာဖြစ်ချခံနေရပါတယ်။သို့တော့စနေနေ့မှာနိုင်ငံပိုင်မီဒီယာမှတစ်ဆင့်ဖော်ပြတဲ့ချင်းချောက်မှုကအီရန်အတွက်ကြီးမားတဲ့အလောင်းစားတစ်ခုဖြစ်လာမှာဖြစ်ပြီးအစ္စရေးရဲ့အဆက်မပြတ်ဘုံကျဲတိုက်ခိုက်မှုခံရတဲ့အီရန်ကအနောက်နိုင်ငံတွေကိုပဋိပက္ခအတွင်းသို့ခေါ်သွင်းလိုက်သလိုဖြစ်သွားမှာဖြစ်ပါတယ်။အစိုးရလက်ဝဲကများသို့မဟုတ်လွတ်လပ်တဲ့အဖွဲ့အစည်းများကအမေရိကန်နိုင်ငံသားများအမေရိကန်အခြေစိုက်စခန်းများသို့မဟုတ် ဒေတာထဲမှာရှိတဲ့အခြားသောအမေရိကန်အခြေခံအဆောက်အအုံများကိုပြင့်မှန်မထားတင်ကြောင်းနဲ့သို့မဟုတ်ပါကအီရန်ဟာဆိုးရွားတဲ့အကျိုးဆက်များကိုရင်ဆိုင်ရလိမ့်မယ်လို့တောက်ချာနေကကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးမှာအမေရိကန်တပ်မတ်မက်ကွိုင်းဖစ်ကတရီပေးခဲ့ပါတယ်။စနေနေ့မှာအစ္စရေးလင်းများကတီဟီရန်ကိုအဓိကထားပုံကျဲတိုက်ခိုက်ခဲ့ပြီးအီရန်ဘက်ကတော့လေကြောင်းစစ်ပွဲဒုတိယမြောက်နေ့မှာဒုံးကျည်များနဲ့ဒရုန်းများနဲ့ပြန်လည်တိုက်ခိုက်ဖို့ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။အစ္စရေးဟာအီရန်ရဲ့နျူကလ িয়ার စီစဉ်ကိုပြက်ပြားစေရန်စိတ်ပိုင်းဖြတ်ထားပုံရပြီး အီရန်က၎င်းရဲ့အလင်းငိုင်းတိုက်ခိုက်မှုအတွက်နောက်တားရစေရမယ်လို့ခရီးပြုတ်ခဲ့ပါတယ်။အီရန်ဘက်ကဒုံးကျည်ဒရုန်းများနဲ့လက်တုပ်ပြန်တိုက်ခိုက်မှုတွေကြောင်းအစ္စရေးမှာအနည်းဆုံးလူသုံးဦးသေဆုံးပြီးဒါဇင်နဲ့ချီတန်းရာရရှိထားပါတယ်။အစ္စရေးရဲသားများကိုဒုံးကျည်များနဲ့ဆက်လက်ပစ်ခတ်ပါကအီရန်ဟာမီးလောင်တိုက်သွင်းခံရမှာဖြစ်တယ်လို့အီရန်ရဲ့ထိပ်တန်းခေါင်းဆောင်အယာတိုလာအလီခါမေနီကိုအစ္စရေးကာကွယ်ရေးဝန်ကြီးအစ္စရေးကတ်ကသတိပေးခဲ့ပါတယ်။အီရန်ဟာယခုချိန်ထိပယ်ထိန်ဒုံးကျည်နေရာခန့်ကိုအစ္စရေးသို့ပစ်ခတ်ခဲ့ပြီးထိုအရေအတွက်ထပ်ပိုများတဲ့ဒရုန်းများကိုပစ်လွတ်ခဲ့တော်လဲ။ များစုကိုကြားဖြတ်ဟန်တားနိုင်ခဲ့တယ်လို့ Israel ကာကွယ်ရေးတပ်ဖွဲ့ ITF ကဆိုပါတယ်။စစ်ပွဲစတင်ချိန်မှစပြီး Israel စစ်လေယာဉ်များကလက်နက်ခဲယံယာပေါင်းများစွာနဲ့အီရန်နိုင်ငံအတွင်းရှိပြစ်မှတ်150ခန်းကိုတိုက်ခိုက်ခဲ့တယ်လို့လည်း ITF ကပြောဆိုထားပါတယ်။စနေနေ့စောပိုင်းကအီရန်နိုင်ငံမြို့တော်ရှိပြစ်မှတ်များကိုတိုက်ခိုက်ခဲ့ရမှာတိုက်လေရင်ဒါဇင်ပေါင်းများစွာကလေကြောင်းရန်ကာကွယ်စစ်နစ်ကိုအာရုံစိုက်တိုက်ခိုက်ခဲ့ပါတယ်။တီရန်မြို့ရှိအဆောက်အအုံတလုံးတိုက်ခိုက်ခံရမှုမှာ ကလေးငယ်20အပါအဝင်လူ60ခန့်တေဆုံးခဲ့တယ်လို့အီရန်နိုင်ငံပိုင်ရုပ်သံကပြောကြားထားပါတယ်။အစ္စရေးရဲ့တိုက်ခိုက်မှုအတွင်းလူ88ဦးတေဆုံးက320ကျော်ဒဏ်ရာရရှိခဲ့ပြီးအများစုမှာအရက်သားများဖြစ်တယ်လို့ကုလသမဂ္ဂလူမျိုးရေးကောင်စီဆိုင်ရာအီရန်တရမန်အီရန်ဘာနီကတောက်ကြနေမှာပြောကြားထားပါတယ်။အစ္စရေးရဲ့ခြေမုံမှုကြောင့်တေဆုံးခဲ့ရသူများမှာအီရန်ရဲ့ထိပ်တန်းဗိုလ်ချုပ်အများပြားနဲ့နျူကလ িয়ার သိပ္ပံပညာရှင်ကိုဦးလဲပါဝင်ထားပါတယ်။ တောက်ကြနေကနာတန်ရှိဆက်ယုံများအားတိုက်ခိုက်မှုမှာပျက်စီးဆုံးရှုံးမှုကြီးမားခဲ့တယ်လို့ ITF ကကြေညာထားတာဖြစ်ပါတယ်။